လူမျိုးဘာသာမရွေစားသုံးနိုင်တဲ့မုတ်လုံးဒီအသစ်၃မျိုးပရိသတ်များလုံးမဲမင်္ဂလာပါမြာဟင်တာချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ကျောက်ဦးရင်ကြီးထမင်းတို့ထမင်းလေးကိုကျောက်ဦးနဲ့ထုတ်စားနိုင်ဖို့အခုလိုမျိုးတီထွင်ပြီးချက်ပြုတ်ကြည့်ပါမယ်အရင်ဆုံးထမင်းလေးတစ်ခွက်ထဲကိုအစာရီဆုံးအောင်ထည့်လိုက်ပါမယ်နော်ဂျမ်းမာရင်နဲ့ညီညွတ်တဲ့အသီးရွက်တွေကိုအခုလိုမျိုးအမွှာလေးတွေဖြစ်တဲ့အထိခြေထားလိုက်ပါမယ် အရင်ဆုံးမျက်စိနဲ့အသားရည်ကောင်းဖို့အတွက်မုံလောင်းနီချွတ်ချိုလေးကိုအရင်ထည့်ရပါမယ်။ပြီးရင်တော့အရသာလေးကောင်းပြီးအယိုးအစစ်နဲ့ကြွက်သားတွေအတွက်အထောက်ကူဖြစ်တဲ့တကြားပြောင်းပူလေးတွေကိုလည်းအဖူးလိုက်ပြုတ်ပြီးရင်အစိမ့်ချွေပြီးအခုလိုမျိုးထည့်လိုက်ပါမယ်။ပြီးရင်တော့အစာရင်နဲ့သွေးရောကောင်းစေဖို့အတွက်မုံလောင်းဦးအစိမ့်လေးတွေကိုပြုတ်ပြီးချွေထည့်ပြီးရင်တော့နောက်ဆုံးမှာရတာအတွက်မရှိမဖြစ်အသင့်လောက်ရေညှိမွှားကြော်လေးကိုထည့်လိုက်ရင်ရပါပြီ ပြီးတော့ရင်တော့အလုံးကိုတမနေအောင်ရောမွှေနေပြီးကျဲဥနဲ့စပြီးကြော်လို့ရပါပြီအရင်ဆုံးကျဲဥကိုအခုလိုဒဲပြားလေးမှာကပ်ပြားမထုမပါလေးအရင်ကြော်ပောင်းပြီးတဲ့အခါမှာတော့အခုလိုနေထားတဲ့ထမင်းတွေကိုထည့်ပြီးရင်သေချာလေးတိတ်ပြီးအပေါ်ကနေထက်ကောင်းကျဲဥလေးကိုလောင်းချလိုက်ပါဒါဆိုရင်တော့နှစ်ဖက်လံပြီးသေချာရပြီဆိုရင်တော့အိုးကနေချလို့ရပါပြီနောက်ဆုံးမှာတော့အခုလိုမျိုးလူမျိုးမရွေးဘာသာမရွေးစားသုံးနိုင်တဲ့ကျဲဥရင်ကြီးထမင်းထုတ်လေးရပြီဖြစ်ပါတယ်ချက်သားရင်ကြီးလေးဒင်းဆန်းဒင်းဆန်းအစမ်းလေးတွေစားရတာခြိုက်တဲ့သူတွေအတွက်လည်းအိမ် မအလွဲတကူရိုးရှင်းစွာနဲ့ပြုလုပ်စားနိုင်ဖို့ယနေ့မှတော့စက်သားရည်ညှိလိတ်ဒင်ဆန်းလေးပြုလုပ်ပုံကိုဖော်ပြပေးချင်ပါတယ်။အရင်ဆုံးအသားတွေပဲရှိတဲ့ကြိုက်ရင်ပုံသားကိုပဲအသုံးပြုပါမယ်။ပဝင်ပစ္စည်းတွေကလည်းရိုးရှင်းလွန်းတဲ့အပြင် လူမျိုးဘာသာမရွေစားသုံးနိုင်ကြတဲ့အစားအစာလေးမျိုးအိမ်မှာပြုလုပ်စားချိဖို့မမေ့ပါနဲ့နော်။ကြက်သားလေးကိုအခုလိုကြက်ရလွယ်အောင်အတုံးလေးတွေအခုလိုမျိုးလှိပြီးသွားရင်တော့ချိတ်ဆက်ထဲကိုထည့်လိုက်ပါ။အားလုံးကိုညက်နေအောင်ချိတ်နေတုံးမှာအာလူးလုံးတွေကိုကြက်အောင်ပြုတ်ထားလိုက်ပါနော်။အာလူးတွေချက်ပြီးဆိုရင်တော့ချက်သားနဲ့အတူနေရမှာဖြစ်တဲ့အတွက်အာလူးတွေကို လည်းခြေထားလိုက်ပါအားလုံးကိုဖြင်းစင်ပြီးပြီဆိုရင်တော့ချက်သားရဲကိုအာလူမုံလာဦးနီနဲ့စက်သွန်ဖြူခယူးစီဘဲငက်ပြားရဲ့အနောက်နဲ့ဘဲငက်ပြားရဲ့တကြားတို့ထည့်ပြီးအားလုံးကို မှွေနေထားလိုက်ပါနေပြီးသွားတဲ့အခါမှာတော့ရင်ညိပြားလေးတွေပေါ်မှာအခုလိုလူတလောက်ထည့်ပြီးလိတ်ထားလိုက်ပါနော်။လိတ်ပြီးသွားတဲ့အခါမှာပောင်းဝပေါ်မှာတင်ပြီးမိနစ်20လောက်အဖုံးပိတ်ထားလိုက်ရင်နေလိုက်စာအတွက်ပဲစားမလောင်။ကလေးတွေအတွက်ပဲမနှက်စာလုပ်ပေးမလောင်။လူမျိုးမရွေးဘာသာမရွေးစားသုံးလို့ရပြီ။ကြိုက်နှစ်တက်မဲ့ချက်သားရင်ညိလိတ်ဒင်းဆန်လေးရလာမှာပဲဖြစ်ပါတယ်။ ကျတော်မိတ်စံပြလေးကြောင့်တင်းရဲ့စားတောက်ဆိုင်မှာမီနျူတစ်ခုတိုးဖို့အတွက်အခုပဲဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါလွယ်လွန်းတဲ့အဖြစ်အမျက်တွေလည်းအများကြီးရမှာဖြစ်ပြီးအရသာကလည်းကျန်ကားဖွင့်ဟိုတယ်အဆင်ရှိတာမလို့ရောင်းမထွက်မှာတော့မပူပါနဲ့နော်တသက်လို့သမားတွေအတွက်လည်းတင့်တော်ရဲ့မုတ်လေးဖြစ်တာမလို့ပြုလုပ်ပုံလေးကိုအခုလိုမျိုးတင်ပြပေးလိုက်ရပါတယ်အရင်ဆုံးစံပြလေးကိုမပြင်ဆင်ချိန်မှာကျတော်မိတ်လေးကိုပပလေးလှီပြီးစားငရုတ်ကောင်းတဲ့စီအနှဲငယ်ထက်ကအလုံးကိုနေထားလိုက်ပါ ပြီးရင်တော့စံပြားရွက်ကိုတုတ်လိမ့်ဖို့အတွက်ကျုပ်ဥကိုခလောက်ထားလိုက်ပါစံပြားပေါ်မှာကျုပ်ဥကိုတုတ်ပြီးရင်စက်သွေးမိတ်တွေကိုဖြူလို့ရပါပြီအလိတ်ကြီးအောင်လို့စံပြားနှစ်ခုကိုဆက်ပြီးအခုလိုမျိုးစက်သွေးမိတ်ခွင်းလေးတွေဖြူကလိတ်လိုက်ပါပြီးတဲ့အခါမှာတော့တဲအိုးထဲမှာစီလေးအနှဲငယ်ထည့်ပြီးအယောင်လေးတွေပြောင်းသွားတဲ့အထိကြော်ပေးလိုက်ပါနော်ဒါဆိုရင်တော့ကျွတ်ရပြီးအရသာရှိမဲ့စက်သွေးမိတ်စံပြားလေးကြော်လေးရပြီပဲဖြစ်ပါတယ်အခုလိုမျိုးလွယ်ကူရွရှင်ပြီးရောင်တန်းဝင်မဲ့ဟင်းလျာလေးတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးစောင့်ကြည့်ပေးကြပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါ ါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။